စီရခင်ခေကတော့အရွယ်အစားပူကြီးတဲ့ညပစုံတွေကိုအသုံးပြုလေးရှိပြီးစားပွေရမှာလေပူလက်ကူခဲ့ပါတယ်။စားရတာပူလက်ကူလာပြီးပစုံအစီတွေပူများလာပါတယ်။အခုဆိုရင်နှုတ်စင်တို့မဟုတ်အုံနှုတ်ထဲဘူးချက်ပြုတ်နီကိုအသုံးပြုလာကြသည်။ဒီကခုလက်ရှိတွင်မြုပ်တီအနစ်တွေဘူးထဲ့သုံးလာကြသည်။ခါတခိုင်ဘိုင်မခူဟက်ချီခပ်ချီဖလမ်ကူဟက်နမ်ပလောက်မနောင်ဟောင်းတဲ့နမ်ပလာခရစ်ဆော့ พริกแห้งเกลือน้ำพริกเผานมข้นจืดผสมพี่ลงนี้ผสมตองบามยาเมี่ยลงมยาเนี้ช่วงทัดตัวไปมยาบุแผ่เท่าปียามีผสมชิดาอาลูกแค่เท่าปียามีပြီးရင်ပဇွန်ရဲ့နောက်ကျော်ကိုခွဲထုတ်ပေးရမည်ပဇွန်ဤအညစ်အကြေးများနဲ့ဥလန်းချောင်းများကိုဖယ်စားပေးရမည် ပဇုံကိုပြုတ်ပြီးတဲ့အချိန်တွေလှပပြီးနူးညံ့သောအထင်းပြင်ကိုရရှိမည်ဖြစ်ပါသည်ဒီလိုမျိုးအကောင်ကြီးလာမည်နောက်တစ်ရှင်ကတော့ဟင်းဒီဟင်းရက်များကိုလီးဖြတ်တဲ့အရှင်ဖြစ်ပြီးမူချီတော့များကိုဖယ်စားပေးလိုက်ပါပြီးရင်မိမိလိုသလိုအရွယ်အစားကိုတဝက်လီးဖြတ်လိုက်ပါဒါဆိုရင်ဒီလိုမျိုးရရှိမှာဖြစ်ပါသည် နောက်တစ်ဆင့်ကတော့ဆပလင်အမြင့်တွေကိုဖြတ်ပေးရမှာဖြစ်ပါသည်အဲ့ဒီနောက်မှာတော့သူ့ရဲ့အခွန်ကိုဖယ်စာပေးရမှာဖြစ်ပါသည်။ပြီးရင်ဇဗလင်ကိုအတုံးလိုက်ဒီဖြတ်ပြီးလှပအောင်ဒီဖြတ်ပေးလိုက်ပါ။အရင်ပိုင်းကတော့အတုံးမပြူပါဘူးနော်။ ။နောက်တစ်ဆင့်ကတော့မစ်တလင်ကိုလိဖြတ်ပေးရမှာဖြစ်ပါသည်။ဒါဆိုရင်ဒီလိုမျိုးအလောအဖြစ်လိဖြတ်ပေးရမှာဖြစ်ပါသည်။လိဖြတ်လိုက်တာက အရင်ကြီးနေရင်သဘောလောက်လိဖြတ်လိုက်လို့ရပါတယ်။ဒါဆိုရင်မစ်တလင်ကိုဒီလိုလောက်ရမှာဖြစ်ပါတယ်။ ပြီးတော့ကျွတ်နီခေါင်းကိုအရင်ခက်လိုက်ပါကျွတ်နီခေါင်းနှစ်ဖက်စလုံးကိုလီထုတ်ခက်လိုက်ပါလုံးဝအသုံးမပြုပါဘူးဒါပေမဲ့ကျုပ်ရဲ့အခါမှာတော့ကျွတ်နီတွေတဖြည်းဖြည်းကြည်ကွဲသွားမှဖြစ်လို့အရန်ပါလွန်နေဖို့မလိုအပ်ပါဘူးဖက်ဆက်ကိုအသုံးပြုပါကဤဆက်တွင်ကျွတ်နီထဲရအပစီပါဒီကျွတ်နီတွေထဲတဲ့အခါဒီနေ့အတိုင်းဖိတာပေးလိုက်ပါ အဲ့ဒီလိုလုပ်ပြီးရင်စစ်သွင်းနေကဒီလိုခွင်းပုံစံလေးဖြစ်လာပါလိမ့်မည်အခုဆိုကျွန်တော်တို့သုံးမြန်ချက်ရန်သုံးဖို့အတွားစစ်သွင်းနေတွေရပါမည်နောက်ပစင်ကတော့ဆောက်ရွက်ကိုတဝက်ခောက်ပြီးအလဲဘူးမျိုးတွေကိုဖယ်စားပေးလိုက်ပါ ပြီးရင်တော့စောက်ရွက်အလက်ရိုးတွေကိုဖယ်စားပေးလိုက်ပါအရေးကြီးဆုံးကတော့ဆောက်ရက်ကိုခြေပြီးရင်ဒီလိုလှုပ်လိုက်မယ်ဆိုရင်အနံ့ပုံမွေးလာပါလိမ့်မယ်။ခါဝတ်ပဲခြေလို့လည်းရပါတယ်။နောက်ထပ်ပူခြေချင်ရင်လည်းရပါတယ်။နောက်တစ်ဆင့်ကတော့နနံပင်နဲ့စားနနံဖြစ်ပါတယ်။အရင်ဆုံးအပင်ရဲ့အမြစ်တွေကိုအရင်ဖယ်စားပစ်လိုက်ပါ။ အဲ့ဒီနောက်ပြီးရင်အပင်တွေကိုအစီတလက်မခတ်တသက်ဒီပြတ်ပြလိုက်ပါနောက်တစ်ဆင့်ကတော့တမယာရီလုံမီဖြစ်ပါတယ်တမယာရီရဲ့ဘူတန်ကိုဖယ်ထုတ်ပြရမှာပါ ပြီးရင်တမယာရင်နှစ်တဲ့အခါအရေးတွေလွန်လွယ်ကူကူထွက်လာအောင်လိပ်ပေးရပါမယ်။ခိုက်တဲ့နောက်ပြီးရင်တမယာဒီအရှိဟုဒီဘက်ချမ်းမှာဖဲ့ထားပေးလိုက်ပါ။ဒါမှအရေးတွေနှစ်တဲ့အခါနှစ်ထုံရပိုလွယ်ကူစေမှာဖြစ်ပါတယ်။နိစ္စကုလည်းအသုံးပြုလို့ရပါတယ်။တမယာဒီကိုအလဲသက်သက်တွင် ခဲပါ အရင်များခလာစီရင် ဖိတာလိုက်ပါနိစ္စပစီပါကမိမိလက်ဖြင့်ပုံမှန်အတိုင်းညှိနှိုင်းပါတယ်ဒါပေမဲ့တမီယာဒီအရှိတွေကိုတော့တတိထားပေးပါ ပြီးရင်တော့ဒီတိုင်းတမယာရီကိုရရှိပါလိမ့်မည်။နောက်တစ်စင်ကတော့ကျွန်တော်တို့မြို့ဒီကိုတော့ဘူးခံပြီးဘူးဖွင့်ပါမည်။ကျွန်တော်တို့မိကိုပြင်းပြင်းထန်ထန်မဖွင့်ပါဘူး။ဘာကြောင့်လဲဆိုတော့မြို့ဒီကနောက်ကျန်းသွားနိုင်လို့ပါ။ပူလာပြီးဆိုရင်မြို့ဒီနဲ့စားလိုက်ပါ။မြို့ဒီအညာကိုခြေပြီးဒဲဦးတဲ့ခဲလိုက်ပါ။မြို့ဒီကိုအနတ်ပူမွေးလာအောင်လော်နေ။မြို့ဒီကိုဖဲလိုက်တဲ့အချိန်တွင် မိမလောင်ကျွမ်းစီရန်ဆက်လက်၍လော်ထားပေးပါကမိဘူးတုံးနဲ့နေတဲ့အချိန်မှာမိအပူစိန်တုံးပေးဖို့လိုအပ်ပါတယ်လက်ရှိမိဘူးတုံးတဲ့သူတွေအတတော်ညုတ်တီကိုမိမလောင်အောင် အရင်ထည့်လို့ရပါတယ်အစမပြတော့လိုက်တဲ့အခါညုတ်တီအစီတွေထွက်လာလိမ့်မည်။ညုတ်တီတွေအယောင်ကျော်လာပြီဆိုရင်အသုံးပြနိုင်ပါပြီ။ထို့နောက် တော်ထားပြီးတော့ညုတ်တီများကိုညုတ်ဆောင်ထဲသူလောင်းထဲလိုက်ပါညုတ်တီချောင်းများကိုခြေထားတဲ့အထိထောင်ထားပေးလိုက်ပါဒီလိုမျိုးပြီးရင်တော့ကင်းစင်ထားတဲ့ညုတ်တီစိမ့်တွေကိုထက်ပေးလိုက်ပါအညာတွေကိုခြွေပြစ်လိုက်ပါညုတ်ကြီးစိမ့်တွေကိုခြေထွားအောင်ထောင်းစရာမလိုပါဘူးတော်ယုံထောင်းရင်ကြပါပြီ အဲ့ဒီနောက်နီးဖင်ပြီးနီးပြပြလေးနဲ့ယေရှုလာတဲ့အထိတဲလိုက်ပါယေရှုလာရင်မိတ်တလင်ကိုခဲလိုက်ပါဆဘလင်ချက်တော်နီးပြီးရင်ရေပြဆူလာတဲ့အထိစောက်ပေးပါ ယေရှုလာရင်မူခဲလိုက်ပါပြီးရင်တော့မူရီနူအီလာအောင်အရင်စောက်လိုက်ပါမူရီနူအီလာရင်တော့ပြင်ဆင်ထားတဲ့ပဇွန်ကိုထည့်ပေးလိုက်ပါပဇွန်ကိုထည့်လိုက်ပြီးရင်မမွေလိုက်ပါနဲ့ဘာကြောင့်လဲဆိုတော့မွေလိုက်ရင်ပဇွန်တွေကခဏတွေဖက်လာပင် ပဇွန်ကိုခဖြည်းချင်းထက်ပေးပါပြီးရင်ရေပြန်ဆူလာအောင်စောက်ပေးပါ။ပဇွန်ပြုတ်ရင်ဘယ်လိုစစ်စီရမလဲဆိုပါကပဇွန်ကဒင်းမောရောင်လို့ခင်နေရပါလိမ့်မယ်။ရေပေါ်မှာပေါ်နေတော့အစိတ်အပိုင်းတစ်ခုခုရှိနေမယ်ဆိုရင်မမွေပဲဖိမြုပ်ထားပေးလိုက်ရပါမည်။ပဇွန်ပြုတ်ပြီးတဲ့အခါဒီအဆင့်တွေကိုလုံးနိုင်မှာပါ။ နောက်တစ်ဆင့်ကတော့ဟင်ခအမွေးကြိုင်လုံနေခဲ့သွင်းရမည်အရာများစာငါပြရည်နည်းမြုပ်တီအနစ်တို့ဖြစ်ပါတယ်နောက်တစ်ဆင့်ကတော့နှိုးစိန်ခက်ပြရပါတင်ဆင်ထားတဲ့မြုပ်တီ ုနာတမအောင်ဝေပြီးရင်ကြံစုလာတဲ့အထိစောက်ပေးပါစဖုံမူထာမအရတာရှိတော့လိုအပ်ချက်မိဟုပိတ်ပြီးသမယာရေနောက်ထပ်လိုက်ပါသမယာရေအနပ်ပူကောလာစီရန်ပြီးရင်တော့ပြင်ဆင်ထားတဲ့အသီးရွက်တွေကိုအပေါ်ကနေဖြူးပေးလိုက်ပါဆောက်ရွက်စမ်းနန်းနန်းနဲ့နန်းနံပင်လိုဖြစ်ပါတယ် ီးရင်တော့မွေပေးလိုက်ပါနောက်မှထည့်ထားတဲ့အသီးရွက်တွေကပဇွန်ရဲ့အရာတာကိုပီစွမ်းနိုင်ပါလိမ့်မည်အနတ်အရာတာရှိပြီးပိုလို့တော့အရာတာကောင်းလာစေပါဒီလောက်ပါပဲကျွန်တော်တို့ရဲ့သုံးညံကွန်းအစီအစဉ်စားသောက်လို့ရပါပြီဒီမီနိုကိုနောက်ထပ်တစ်ချေထပ်ပြောမယ်နော်သုံးညံကွန်းသုံးညံကွန်း